โอเคကျွန်တော်အားလုံးပဲပြန်လဲဆုံးတွေ့ကြပါမယ်အဲဒီနေ့မှာတော့ကျွန်တော်အဲ Chelsea နဲ့ကျွန်တော်အဲ Man United တို့ရဲ့ပွဲလေးကိုကျွန်တော်အကောင်းဆုံး analysis လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှင်စားလိုက်ကြအောင်ကဲပထမအောင်ဆုံးကျွန်တော်အဲဒီနှစ်သင်းရဲ့ကျွန်တော်တည်ထားတဲ့အချက်လေးတွေပြောပြမယ်ပေါ့နော်အဲချက်စီကကျွန်တော်သူတို့အသင်းနောက်ဆုံးကစားထားခဲ့တဲ့၅ပွဲမှာကိုကိုတီတွင်းနိုင်တာကိုတွင်းထားနိုင်တာကိုတွေ့ရတယ်ပေါ့နော်အဲပြီးလို့ရှိရင် သူတို့အတင်းမှာသူတို့အတင်းကိုယ်ပယ်မှာတော့အဲသူတို့ကိုယ်ပယ်မှာပါလို့ရှိရင်သူတို့အတင်းရဲ့တိုက်စစ်ကတိတိသာကောင်းနေတာကိုတွေ့ရတယ်။အဲပြီးလို့ရှိရင်အန္တရာယ်ရတပွဲကိုပြန်မြအကိုပါမိနစ်ကကျတို့တပွဲကိုပြန်မြ1.5လောက်ထိကိုရနေတော့တွေ့ရတယ်ဒါအချင်းချင်းအဖြစ်အမ်တိုက်စစ်ကအလုံးလုံးတဲ့အစဉ်ပြေနေဆိုတဲ့အနေအထားပေါ့နော်ဖက်ကမန်ကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ကစားနောက်ဆုံးကစားထားခဲ့တဲ့၅ပွဲမှာကျတို့17ခုထိတင်ထားတယ်အမ်ပြီးလို့ရှိရင်ဘရူဖန်တဲ့ကျတို့ကွင်းလင်းမှာပါလို့ရှိရင် င်းပို့ပြီးတော့အတင်းရဲ့အင်းရပို့ကောင်းတာကိုတွေ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကာနာချိုကာနာချိုကတော့ဒီလိုပြန်များအာတို့ကန်ချက်ပေါ့နော်ကိုကန်ချက်က1.5အထိရှိတယ်ဆိုပေမဲ့လည်းဒီအတိုင်းပဲသူကတော့အမြဲတမ်းလွဲနေတော့မယ်ပေါ့နော်အဲသူသာကောင်းမယ်ဆိုလို့ရှိရင်မန်ယူကဒီတက်ပို့ပြီးတော့အဲကိုရနိုင်ကြည်တွေအများကြီးရှိတယ်ဆိုတော့ဘယ်လိုလဲသိမှာပါ ကဲအဲဆိုလို့ရှိရင်ကျွန်တော်တင်းဖောင်လေးကိုကြည့်မယ်တင်းဖောင်မှာဆိုလို့ရှိရင်အဲချက်စီချက်စီကကျွန်တော်နောက်ဆုံးကစားထားခဲ့တဲ့ကျွန်တော်၅ဘွဲမှာအဲကျွန်တော်၄ဘွဲနိုင်ထားတယ်ကျွန်တော် new cassette ဘွဲကိုပဲကျွန်တော်ဒူးစင်းနဲ့ရှုံးထားတာတွေ့ရတယ်ပြလို့ရှိရင်ဒီအသင်းကချက်စီကကျွန်တော်တေးပဲအအဆင့်ရတင်မှုကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအချက်စီအစင်၅ပါနော်အာချန်ပီယံလိကိုအာကံခွင့်အတွက်ကျတို့အဲဒီဘွဲကိုနိုင်ဖို့လိုလိုအပ်တယ် မန်ယူနိုက်တက်ကကြတော့ကျတို့ဒီပွဲကိုကျတို့ဧည့်သည်တွေနဲ့လာကစားမယ်သူတို့အတင်းမှာကအာကစားသမားဒီကိုအင်ပြအပြည့်နဲ့ထုတ်ပြီးတော့အိုင်အောင်ဆိုက်ပြီးတော့ဒီပွဲကိုဆော့ဖို့ဆိုတော့ခဲရင်နဲ့ဘာဖြစ်လဲဆိုတော့ဆိုတော့သူတို့အတင်းကကျတို့ယူပါလိဖိုင်နဲ့ကန်အောင်မယ်21ရက်နေ့ကြလို့ရှိရင်အဲကြောင့်မလို့ဒီအပွဲကိုပဲအဲအပြည့်အဝအိုင်အောင်ဆိုက်ဖို့များတယ်အမိုရင်ဆိုလို့ရှိရင်လည်းယူပါလိဖိုင်နယ်ဘွဲအတွက်ကျတို့လက်မှတ်14ဆောင်းပေါ့နော်သူမိသားစုဝင်တွေအတွက်အဝယ်ပေးထားတာကိုတွေ့ကြည်ချင်းအဖြစ် အဲမန်ယူနိုက်တက်တသင်းလုံးကကျွန်တော်ဒီပွဲကိုဆေးမြောက်ဖွယ်နေကျွန်တော်ယူရိုပါလိဖိုင်နယ်ကိုပဲကျွန်တော်ဆက်ရောက်နေကြမှာကျင်းသေးတယ်။음ဒီနေ့ပွဲကိုတော့ကျွန်တော်အမန်ယူကအပြည့်အပြည့်နဲ့အဲအမန်တကယ်ကမ်းလာမှာတော့မဟုတ်ဘူး။အဲချက်စီက ဒီပဲတကယ်တမ်းအမှတ်လိုနေတာပေါ့နော်ချက်စီရပဲတကယ်တမ်းကျုပ်ချန်ပီယံလိဝင်ခွင့်တိုက်ပွဲအတွက်ဒီဘွဲကိုနိုင်အောင်ကမ်းမရမှာဖြစ်တဲ့တော့ကြောင့်မလို့อืมအသင်းရဲ့ကျုပ်ရည်ရွယ်ချက်တွေကအသင်းတသင်းတသင်းရည်ရွယ်ချက်တွေကမတူတာဖြစ်တဲ့တော့ချက်စီရတော့ဒီဘွဲကိုလိုအပ်နေတာမှန်တယ်အကြောင်းမလို့ဒီဘွဲကိုထန်အောင်ကန်သွားမယ်လို့ထင်တယ်အဲအပြန်အလှန်အသွင်းကိုတွေတော့မြင်တွေ့ရနိုင်ခြင်းရှိတယ်ဘာလို့လဲဆိုတော့ချက်စီအနေနဲ့ကကျုပ်မန်ယူနောက်တန်းကိုခိုးသိမ်းဖို့ဆိုတာတအားခက်ခဲလှတယ်လို့တော့မဟုတ်ဘူးဘာလို့လဲဆိုတော့မန်ယူနောက်တန်းကခုနောက်ပိုင်းကျစ်လစ်လာတယ်ဆိုပေမဲ့ တိုင်းကျက်လက်ထဲမှာမပါဘူးတပွဲမှာအနည်းဆုံးအဲတပွဲကိုပြန်မှတကုန်းလုံးကတော့ထုံးစံအရာပြေးနေရတော့မယ်ဆိုတော့အာမန်ယူချက်စီအနေနဲ့မန်ယူနောက်တန်းကိုကျွန်တော်အကျော်ပြဖို့ကတော့လောက်ကြီးခက်ခဲမှာတော့မဟုတ်ဘူးအကြောင်းလို့ဒီနေ့ပွဲမှာကျွန်တော်ချက်စီဟဲကိုပဲရွေးချယ်ပါတယ်ကျွန်တော်ချက်စီပေါ်ပြီပါ